စ္စာဆိုရယ်ကျမမဟုတ်တော့မဟာသေးဒီကျမ2019 2018မှာကျမပွဲရတယ်တင်ညာရေးပြီးဆုံးတယ်ကျမ2019မှာမျိုးသားရေးစလုပ်တယ်ကျမပထမဆုံးမျိုးသားရေးလုပ်ထားတယ်နေပြည်မှာမျိုးသားရေးစပြီးလုပ်ရှာတာဆိုတော့ကျမဒီ2019ကနေခု2025တိုင်အောင်ကျမဖျက်တန်းခဲ့တယ်မျိုးသားရေးနိုင်ငံရေးလမ်းကြောင်းတစ်လျှောက်မှာကျမဘဝမှာလူတိမခံဝဲစရာငွေရေးချိန်ကြီးနဲ့ပတ်သက်လို့အခွင့်အလမ်းနေနဲ့ပတ်သက်လို့အကျိုးခံစားခွင့်နေနဲ့ပတ်သက်လို့ကျမဘယ်သူတုံးတယောက်ရှိကမှာဘာတစုံတရာမှာလူသိမခံဝဲစရာကျမဘဝမှာဘာမှမရှိဘူး ်ပတ်စားဆိုရဲသူတဖြစ်ဗုဒ္ဓဘာသာဝင်တယောက်နေတယ်တက်နိုင်တယ်ကျွန်မကံငါးပါးကိုတော့ထင်းတယ်အထူးတဖြစ်မိမတယောက်ရဲ့ဘဝမှာတိတ်ကိုအရေးပါဆုံးဖြစ်နေကာမေသူမိစ္ဆာသာရကဲကျွန်မအသက်နဲ့လဲပြီးတော့ကျွန်မတန်လျာဆက်ဆက်ကျင်းဆုံးပြီးတော့သစ္စာဆိုရဲကျွန်မနာမည်ကြီးပေါ်နဲ့ပတ်စံရဖို့အတွက်သူများအိမ်တော်ကိုပြစ်မာတဲ့ထဲမှာမပတုမှာတော့မပါ နာမည်ကြီးပေါ်တဲ့နဲ့ပတ်စာရဖို့အတွက်ဆိုလို့ရှိရင်ကာမေတုကံကိုကျူးလွန်မဲ့တန်စာရဲမှာလည်းကျွန်မမပေါ့။မူတာဝါရကံကတော့ဝေရောပဲ။ဆိုတော့ကဒီခါလိုက်တော့နော်စစ်တက်ကအစ်မြင့်တုံးနေတုံးပြီးရောအဲ့ဒီကချင်ကရကရင်ချင်းရှမ်းမြောက်ဇာကားကြီးမကွေးမှာထိုးဆစ်စင်ပြီးတော့စီရီတွေတိုးချဲ့နေတဲ့တွေတွေတော်လန်ရဲ့တက်ဖွဲ့တွေတိမ်ဆုံးပြီးစခန်းတွေလလုပေးနေရပါတယ်လို့ DBB ပြည့်ဖြတ်မိရကဝန်ခံပေးတာလိုက်တယ်။ PDF တွေပေးခြင်းစိုးနဲ့ပေးပြီးတော့သူတို့စခန်းတွေလည်းလုပ်ပေးနေရတယ်လို့ပြည်ဖြတ်မီဒီယာကိုယ်တိုင်ကဝန်ခံလိုက်ပြီးနောက်တစ်သက်လုံးဘယ်နာမှ CPP စက်တက်ကဘယ်နှစ်ယောက်တည်ပါရဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကအထူးခိုင်အကြရှုံးမရှိစုခွာနိုင်ခဲ့ပါရဲ့ဆိုတော့ DVB လို့ပြည်ဖြတ်မီဒီယာကိုယ်တိုင်ကစစ်တက်ကနည်းမြေတွေချဲ့ပြီးတော့နော်စစ်ရေးတွေချဲ့ပြီးတော့ထိုးစစ်ဆင်နေတဲ့အတွက် PDF တွေပေးပြီးတော့စခန်းတွေလည်းလုပ်ပေးနေရပါရဲ့လို့ဝန်ခံလို့ရှိရင်မြေပြင်မှာဘလောက်ထိပြာပုံဖြစ်နေပြီလဲဆိုတာခင်ဗျားတို့တွေးကြည့်ရင်သိပါလိမ့်မယ်ဒါကြောင့်မို့လို့ခင်ဗျားတို့ကပြောပါတယ်စ standard army standard army ဆိုတာအဲ့ဒါမျိုးကိုခေါ်ရင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ standard army လက်တံပြောင်းနေသည်လို့မပုဒုပြောပြလာတဲ့ရုပ်တံနဲ့အတူကရင်နီပူပေါင်းတပ်ဘောလာခဲမျိုးတင်းတိုက်ပွဲစစ်ကောင်စီဘက်ကဗိုလ်မှူးတည်ဆုံသွားတဲ့ထူးခြားသတင်းမှာတင်ဆက်ပေးလိုက်ပါတယ်ကရင်နီတော်လန်ရေးပူပေါင်းတပ်ဖွဲ့များထိုးစစ်ဆင်တိုက်ခိုက်နေသောဘောလာခဲမျိုးတင်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကဗိုလ်မှူးမျိုးမင်းသူအပါအဝင်တပ်သားများပြားတည်ဆုံသွားကြောင်းသိရသည် ကရင်နီပြည်နယ်ဘောလာခဲမြို့ကိုအပိသက်သိမ်းပိုက်နိုင်ရန်ကရင်နီတော်လှန်ရေးတပ်ဖွဲ့များသည်မတ်လ16ရက်နေ့ကစ၍စစ်ကြောင်း၃ခုဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းခဲစစ်ရေးချုပ်ကိုမူကြီးဖုံးနိုင်ကပြောသည်ဘောလာခဲမြို့သိမ်းတိုက်ပွဲမှာနှစ်ဖက်အပြန်အလှန်ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကြောင့်တိုက်ပွဲမှာပြင်းထန်နေပြီးစစ်ကောင်စီဖက်မှကိုမူမျိုးမင်းသူအပါအဝင်စစ်သားအများပြားတေဆုံးကစစ်တုံးပန်းများလက်နက်ခဲယံများအားသိမ်းပိုက်ရရှိထားသည်ဟုဗိုလ်မှူးကြီးဖုံးနိုင်ကဆိုသည် မင်္ဂလာပါမျိုးရေကျွန်တော်မဂုတုမဟာဒေးပါရှင်ဒီနေ့နောက်25ခုနှစ်မတ်လ27ရက်နေ့ဖြစ်ပါတယ်အာကာသနီးတင်ညာကိုပြည်တွင်းစစ်မှအသုံးပြုနိုင်ကြလားဒီပြအာဘီချမ်းသာအာဘီအေယောင်ရီတင်နေထားတာကအာကာသနီးပညာကိုပြည်တွင်းစစ်မှအသုံးပြုနိုင်ကြလားဆိုတဲ့ခေါင်းစဉ်နဲ့တို့ပြောဆိုနေကြတယ်ဖြစ်ရတယ် VOA ကတော့တို့ရဲ့စေတနာကံသူအချိုးပေးတသက်လုံးတစ်ဖက်ပိတ်ပြီးတော့တစ်ဖက်ဆောင်းနေနေတိုးဆိုနေတာခက်သမျှတို့ရဲ့လိမ်လည်မှုကိုအမေရိကန်ကိုယ်တိုင်ကသိရှိတဲ့အတွက်တောင်းစားခွက်ပြောက်သွားပြီးညောင်းနေရောက်သွားတော့ AR တွေကလည်းပဲသူတို့လည်း BOA လို့တောင်းစားခွဲပြောင်းခြင်းကြုံပါဆိုတဲ့အတွက်အဲကြောင့်ကြေထားပြီးပြောကြရတယ်ပေါ့ဆိုတော့ပထမဆုံးပြင်းပြစ်လို့အခုချိန်ကြီးတုံးလုံးနေကြရတယ်ပေါ့ကျွန်မထက်ကထက်ကမေးဖို့ပါတယ်ခင်ဗျားတို့အဖေခေါ်နေတယ်အခု PDF တွေအလုပ်ကြီးတွေကစစ်ပညာသင်နေပါတယ်ဆိုတော့ KIA ရဲ့နောက်မှာ KIA ရဲ့နောက်မှာချင်းဟာ CNA ရဲ့နောက်မှာပလောင်နဲ့ကိုကန့်ရဲ့နောက်မှာတခြားသောပြည်ပနိုင်ငံတွေရဲ့နိုင်ငံရေးဩဇာနိုင်ငံရေးအာဏာလက်ဝေခံဩဇာနဲ့မဟုတ်ပါဘူးလို့နိုင်ငံရေးအာမခံချက်ပေးနိုင်လား ကျွန်မမေးတာနိုင်ငံရေးအာမခံချက်ဖြစ်တယ်။လမ်းပေးစကားတွေကိုကျွန်မမပြောဘူးနော်။ကျွန်မမဘုဒ္ဓမဟာသေတိတုံးပါတရားဘုသုံးဖက်တွေကိုကျွန်မမပြောဘူး။ကျွန်မကိုယ်တိုင်ကနိုင်ငံရေးကိုနိုင်ငံရေးလို့ပဲပြောတယ်။ကျွန်မကိုယ်တိုင်ကနိုင်ငံရေးအာမခံချက်ပြထိုင်တယ်။ဒါကြောင့်မလို့ကျွန်မကလည်းသူများကိုနိုင်ငံရေးအာမခံချက်ထားမယ်။အဲ့ဒီလိုမျိုးနိုင်ငံရေးအာမခံချက်မပေးနိုင်ရင်ဒီလိုဆိုလို့မပြောရဘူး။နောက်တစ်ခုအဲ့ဒီအရာတွေတင်ထဏာကိုယ်တိုင်က မြောက်လူကိုယ်တိုင်ကအမှန်တကယ်ကိုလွတ်လပ်တဲ့သတင်းဌာနပါကျွန်တော်တို့ကတကယ်ကိုလွတ်လပ်တဲ့သတင်းမီဒီယာပါပြည်ပနိုင်ငံတွေရဲ့ငွေဝဲကြောမဟုတ်ပါဘူးလက်ကင်တော့မဟုတ်ပါဘူးလို့ခင်ဗျားတို့ဟောဒီနှစ်သိန်း၄၀၀အထူးရှိတယ်မဟာပထဝီမြူကြီးကိုတိုင်တယ်ပြီးသစ္စာပြည့်ရတယ်လားဒီတစ်ခုမဲ့ကျွန်မမေးမယ် နော်ပြည်တွင်းဆွေးလို့သုံးနေကြသေးတယ်ဖြစ်တဲ့အတွက်ပြည်တွင်းဆွေးလို့သုံးနေသေးတယ်အဲ့ဒီအကြမ်းဖက်အာမေအရာဝန်တည်ထောင်တာကိုယ်ကကျွန်တော်တို့ဟာတကယ်ကိုလွတ်လပ်တဲ့တည်ထောင်တာဖြစ်ပါတယ်အသေးချလွတ်လပ်တဲ့မီဒီယာသမားတွေဖြစ်ပါတယ်ကျွန်တော်တို့ဟာပြည်ပနိုင်ငံတွေရဲ့ငွေဝဲကြုံမဟုတ်ပါဘူးလက်ကင်တော့မဟုတ်ပါဘူးအကယ်လို့များကျွန်တော်တို့ဟာပြီးပါနိုင်ငံကြီးရဲ့ငွေဝဲကြောင့်လက်ကင်တော့ဖြစ်ခဲ့ရင်ကျွန်တော်တို့ရဲ့တားဆင်ရေးဆက်တန်လျာဆက်ဆက်ဘရောမှလူပြန်မဖြစ်ပါစေနဲ့လို့များတို့သစ္စာဆုံးရဲတာခင်ဗျားတို့ကြိတ်ဆုံးရဲတာကျွန်မသစ္စာဆုံးရဲတယ် ကျွန်မမဟုတ်တူမဟာသွေးကြီးကျွန်မ2019 2018မှာကျွန်မဖွင့်ရတယ်ပညာရေးပြီးဆုံးတယ်ကျွန်မ2019မှာမျိုးသားရေးစာလုပ်တယ်ကျွန်မပထမဆုံးမျိုးသားရေးလုပ်ထားသည်မြေပြင်မှာမျိုးသားရေးစာပြီးလုပ်ရှာတာဆိုတော့ကျွန်မဒီ2019ကနေခု2025တိုင်အောင်ကျွန်မဖျက်ဆန်းခဲ့တဲ့မျိုးသားရေးနိုင်ငံရေးလမ်းကြောင်းတစ်လျှောက်မှာကျွန်မဘဝမှာလူတိမခံဝဲစရာငွေရေးချင်းနဲ့ပတ်သက်လို့အခွင့်အလမ်းနေနဲ့ပတ်သက်လို့အကျိုးခံစားခွင့်နေနဲ့ပတ်သက်လို့ကျွန်မဘယ်သူတုံးတယောက်ရှိတာမှဘာတစုံတရာမှလူတိမခံဝဲစရာကျွန်မဘဝမှာဘာမှမရှိဘူး ချမတစ်ဆဆိုရဲသူတို့ဖြင့်ဘောက်ကဘာသာဝင်တယောက်နေလဲတက်လိုက်တယ်ကျွန်မကံငါးပါးကိုလောင်းထင်းနေအထူးသဖြင့်မိမတယောက်ရဲ့ဘဝမှာတိတ်ကိုအေးပါဆုံးဖြစ်တယ်ကာမေသူမိစ္ဆာစားရကဲကျွန်မအသက်နဲ့လဲပြီးတော့ကျွန်မတန်လျာဆက်ဆက်ကျင်းဆိုပြီးတော့တက်ဆာဆိုလေကျွန်မနာမည်ကြီးပုံနဲ့ပတ်ဆက်ရဖို့အတွက်သူများအိမ်တော်ကိုပြစ်မာနေတဲ့ထဲမှာမဘုဒ္ဓမဟာအိုးမှာပါ နာမည်ကြီးဖို့အတွက်နဲ့ပတ်စာရဖို့အတွက်ဆိုလို့ရှိရင်ကာမေတုကံကိုကျူးလွန်မဲ့အတန်းစားရမှာလေကျွန်မမပေါ့ဘူးတာဝါရကံကတော့ဝေ့ရောပဲဆိုတော့ကလွတ်လပ်တဲ့သတင်းမီဒီယာဖမ်းမလိုက်တဲ့သတင်းမီဒီယာဆိုတာကခင်ဗျားတို့ကိုယ်တိုင်ကအမေရိကန်ပြည်တွင်းစစ်ပါလို့ပြောချင်တယ်ဆိုရင်ခင်ဗျားတို့ကိုယ်တိုင်ကလွတ်လပ်တဲ့သတင်းသမားစိတ်ရနားဆိုတာနိုင်ငံရေးအာမခံချက်ပေးနိုင်မှဒီလိုစကားမျိုးပြောတဲ့တယ်เนาะ ဟုတ်ပြီဆိုတော့တို့ဘာကြောင့်ဒီအာဂတနေပညာနဲ့ပြောလဲဆိုလို့ရှိရင်လက်ရှိမှာကျွန်တော်တို့မြန်မာပရက်ရှာထနိုင်ငံဘူးတွဲပြီးတော့နော်ဂျိုဒုကနေပြီးတော့ဂျိုဒုကနေပြီးတော့ဓာတ်ပုံတွေတင်းချက်လက်တွေရယူပြီးနှစ်နိုင်ငံအချင်းချင်းမျှဝေတယ်ဂျိုဒုကရရှိတဲ့တင်းချက်လက်တွေနေပညာတွေစိတ်ရဲချက်လက်တွေအကုန်လုံးကိုမျှဝေပြီးတော့အာဂတနေပညာနဲ့စူးစမ်းလေ့လာရေး ာနာကျမတို့မြန်မာနိုင်ငံမှာဖွင့်လင်းမယ်ဆိုတော့အာကာသနီးပညာနဲ့စူးစမ်းဂျိုတုနီးပညာပေါ့နော်အာကာသစူးစမ်းလေ့လာရေးနဲ့ဂျိုတုနီးပညာကိုရေးချမ်းစွာအသုံးချဖို့အတွက်ကျမတို့မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံနှစ်နိုင်ငံသဘောတူညီမှုရရှိပြီးဖြစ်တဲ့အတွက်အဲ့ဒီအပေါ်မှာအိမ်မရတဲ့စိတ်တရားညံ့ညားနေကြတာဖြစ်တယ် တော့ပြည်ဖက်မိသားတွေကိုသူတို့အားပေးနေတဲ့ချမ်းဖက်သမားတွေကိုယ်တိုင်ကအာကာသနီးပညာနဲ့သူတို့တွေကိုထောက်လန်းလို့ရှိရင်ဒီဂျိုတူကလည်းထောက်လန်းလို့ရှိရင်သူတို့ဘဝကတောင်းမြင်မှာနှုတ်တဲ့ခွဲတွေကိုဖြစ်တယ်မှာသိတဲ့အတွက်အိတ်မရရင်စက်ကလေးရရင်ရဖို့ပူလောင်နေကြတယ်လို့ပဲရိုးရိုးရှင်းရှင်းပြောချင်တယ်ဆိုတော့အပြည်တွင်းဆက်လို့ပြောချင်တယ်ဆိုရင်ခနာတို့အဖေခွန်ကြီးရဲ့ PDF တွေရဲ့နောက်မှာ EO ရဲ့နောက်မှာခြားသောပြည်ပနိုင်ငံကြီးရဲ့နိုင်ငံကြီးအော်လာနိုင်ငံကြီးအယောင်ပေးပါဖို့လို့အာမခံချက်ပေးနိုင်လားကျွန်မမေးမယ် သတင်းသမားကိုဆိုရတဲ့ဒွေကိုယ်တိုင်ကပြည်ပနိုင်ငံတွေရဲ့ငွေဝဲကြော်လက်ကင်တော့မဟုတ်ပါဘူးလို့အာမခံရတဲ့အရင်းနဲ့ချက်ကိုပေးမယ်ဒီနယ်ချက်ကိုခင်ဗျားတို့ဖြေးနိုင်နေဆိုရင်တော့ပြည်တွင်းစစ်လို့ကျွန်မယုံပေးလိုက်မယ်နောက်ထပ်ကြောင်းရတဲ့ခုအဲ့တော့ပါလဲဆိုတော့မင်းကလုံမှုဘွေမှာတွေ့ရတဲ့တရားရင်ကနေပြီးတော့ကိုယ်တော်ဝင်တိုက်တော်မယ် ခုမတိသားမတိနဲ့နေပေါ်နေပိတ်ကအမှန်တကယ်ထင်ပြီးပြောနေကြတယ်ဟာ KIA ကနေပြီးတော့ကိုပဲဝင်တိုက်တော့မယ်ပေါ့ကျွန်တော် KIA နဲ့ပတ်သက်လို့တကယ်လို့ဆုံရကြည့်တဲ့အခါမှာမနေ့မက်ချ်လာ20ရက်နေ့ကကိုခိုင်မြို့နယ်မှာရှိတဲ့ KIA စခန်းကို TNLL ပလောင်နေကအင်အား200နဲ့ဝင်ရောက်စီးနေပြီးတော့အဲ့ဒီ KIA စခန်းကိုပလောင်နေကဝင်သိမ်းပြီးတော့ KIA တွေအကုန်လုံးကားပေါ်တည်ပြီးမြို့ပြင်မှာဖိစမောင်းတို့ ါလည်းပဲဒီရှမ်းမြောက်တခွင်မှာဆိုလို့ရှိရင် KIA စခန်းတွေကိုပလောင်လေးကပြခုပြီးခုသိမ့်နေတယ်။ဒါကဘာလို့ပြလဲဆိုတော့ KIA တွေဒီဗမာမှာကချင်းတွေ KIA တွေရေပေါ်မှာအယုတ်ဆွဲပြရတော့တဲ့အချိန်အယုတ်ရေးပြရတော့တဲ့အချိန်မျိုးတုံးပျောက်ွယ်အလောင်းချင်းထက်ပြီးသေချင်းစိုးနဲ့ပိန်နေတဲ့အတွက်နောက်တန်းမှာကြံခဲ့နေတဲ့သူတို့စခန်းတွေကိုသူတို့ကိုယ်တိုင်အကာအကွယ်မပေးနိုင်လို့ပလောင်ကအตาလေးဝင်သိမ့်နေဆိုတော့တွေ့ရလိမ့်မယ်။ဒါကဒီအဲ့ဒီပလောင်တွေကပဲနော် အားလုံးသိတဲ့အတိုင်းပဲအညာဒီပိုင်းကိုတက်မလို့ပါပြာလီပြာလီဆွားပေးတဲ့အခါတို့တွေအညာဒီပိုင်းကတိတိစာခန့်နေမှာတို့ပြီးပြတ်သွားတယ်ပေါ့နော်အဲ့ဒီလိုပဲဇကိုင်းကလည်းဗတဲ့တင်ညာဇကိုင်းတိုင်းဖြစ်နေတဲ့အခါကျတော့အဲ့ဒီမှာတို့တွေပြင်းစရာမင်းမရှိတဲ့အတွက်ဇကိုင်းကဗတဲ့ဆယ်ရောက်ပြီးရှမ်းမြောက်ကကုတ်ခိုင်မှလာတယ်လက်နဲ့လာဝင်တဲ့ကုတ်ခိုင်မှအဲ့ဒီမှာဆက်ဆောင်ရန်တွေကဇကိုင်းဗတဲ့ဆယ်ရောက်ရှမ်းမြောက်ကုတ်ခိုင်ကိုလက်နဲ့လာဝင်တယ်တို့ရှင်ကနေပြီးတော့ပတ်စံသိန်းတစ်ထောင်နဲ့ အသိန်းတစ်ထောင်နဲ့50ပါတယ်အဲ့ဒီပတ်စံအသိန်းတစ်ထောင်ကိုပလောင်နေပါဗတ်တက်တေရှင်ကပတ်စံအသိန်းတစ်ထောင်ကိုသိမ်းလိုက်ပြီးတော့သူတို့ပြန်လှုပ်လိုက်တယ်16ရက်နေမှာပြန်လှုပ်လိုက်တယ်17ရက်နေကျတော့ပထမဖမ်းတာကုတ်ခိုင်မှာဖမ်းတယ်16ရက်နေဖမ်းပြီးတော့ဗတ်တက်တေရှင်ကနေပတ်စံကိုပလောင်နေရသိမ်းလိုက်တယ်ဗတ်တက်နဲ့ပလောင်နောက်ပင်နောက်ချနေကြတာ ဆက်ရှိရနေကြတော့မန်တုံဒေတာမန်တုံဒေတာမန်ပူရွာမှာအဲ့ဒီစကိုင်းဗတ်ဆက်ရောက်ကိုထပ်ပြီးတော့ KIA တစ်ခွဲထပ်ဖမ်းတယ်ဖမ်းပြီးတော့သူတို့ဝယ်လာတဲ့လက်နက်တွေနဲ့သူတို့မှာကြံနေတဲ့ပတ်စံ3 90ပါဝင်ဆက်တွယ်ရေးဆက်တွေအကုန်လုံးကိုဗတ်တက်တွေရှိတာပတ်လောင်တွေကပေါ်တင်ပြောင်းကြပြီးတော့သိမ်းသွားတယ်ဒီအမှုက16ရက်16ရက်နေဖြစ်ခဲ့တာအခု21ရက်နေရှိနေပြီဘယ်တော့လွတ်လပ်တယ်ဆိုရဲပြည်ဖြတ်မိတယ်ကဘယ်ကောင်ဘယ်ကောင်မှမအတန်မထွက်ရဲပဲနဲ့နှုတ်ပိတ်နေကြတယ်သူတို့မပြောရဲပဲနဲ့တောက်တူးတုံနေကြတယ်အန်လူကြီးကိုယ်တိုင်ကတကယ်ဆိုရင် ာမင်းတို့နိုင်ငံတို့လည်းကမဟာမိတ်တွေငါတို့ NGO တွေမြန်မာနိုင်ငံရဲ့တရားဝင်အမျိုးသားညီညွတ်ရေးအစိုးရဖြစ်တယ်။ဒါကြောင့်မို့လို့ငါတို့လက်အောက်က PDF တွေကိုမင်းတို့ဒီလိုမလုပ်နဲ့မင်းတို့ကငါတို့ပြင်းထန်စွာအရေးယူမယ်လို့ပြောရရမယ်။ဒါပေမဲ့ NGO ကိုယ်တိုင်ကဘာအတမ်းမှမထွက်ရဲပဲနဲ့ကြောင်တူးတုံနေတာတွေ့တယ်။ NGO ရဲ့ဗဒတ်တွေဟာ EO EA ကိုအမိခံတိုင်းရင်းသားလက်နက်ကင်တွေရဲ့အိတ်ကက်ထဲကဖားတွေလို့အချိန်မရရိုက်တက်ခံနေရတဲ့ဘုံကျော်တွေဖြစ်နေတယ်ဆိုတာ။ ထွက်ရှားပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကမြေမနာစစ်တောင်းကစစ်တောင်းမှုဆိုတဲ့ခေါင်းဆောင်ဗရက်ခေါင်းဆောင်ကိုနော်ကရားတပုံဖွဲ့ကဖမ်းဆီးတပြစ်လိုက်တယ်မို့ပြီးခဲ့တဲ့၁၃ရက်နေ့ကဖြစ်ခဲ့တယ်။အဲ့ဒီခုနဲ့ပတ်သက်လို့အခုသူတို့ကနေစာထုတ်တယ်။ဒါလည်းဆိုဒီမြေမနာစစ်တောင်းမှုပေါ့ဗရက်ကိုဆိုင်တပ်ပြစ်ခံရတဲ့ပတ်သက်ပြီးတော့ကျူးလွန်တဲ့တရားခံတွေကိုအရေးယူသွားပါမယ်လို့နော်ကရားတပုံဖွဲ့ KPN လေးကပြောပါရဲ့။ NUG ကစာထုတ်ပြီးတော့ဖြေရှင်းချက်ပေးတယ်။ဆော့ဖြေရှင်းချက်လေးစင်တကောင်လုံးတွေ့တာကိုစင်ချေရရှာနေဖို့မလို့ ဒီပြည်မနာရှိချောင်းမှုဆိုတဲ့ဗဒက်ကောင်းဆောင်ကိုဆိုင်ကိုလာခေါ်သွားတာကကရန်တဘုံဖွဲကဒုတမဟာမှုကိုခွာဆိုတဲ့ကောင်လာခေါ်သွားတယ်။သူကဘာကြောင့်လို့ခေါ်တာလဲဆိုတော့သူတို့ကရန်တဘုံဖွဲကဘူမူကြီးသိမ့်ဟန်ကတွေ့ချင်လို့ခေါ်ခိုင်းလိုက်ပါတယ်ဆိုပြီးတော့လာခေါ်ပြီးတော့တက်လိုက်တာဖြစ်တဲ့တည်းဒီပြည်မနာရှိချောင်းဆိုတဲ့ဗဒက်ကောင်းဆောင်ကိုလာခေါ်တဲ့ဆော့ဖို့ခွာရဲ့သူ့ကိုခေါ်ခိုင်းတဲ့ဘူမူကြီးသိမ့်ဟန်ဒီနေရာမှာပဲလာဝင်ရှိတယ်။ဒီနေရာဟာတဲ့ခဲ့ သူ့ကိုလာခေါ်ခိုင်းလိုက်တဲ့လူရယ်လာခေါ်ရင်တို့စင်းတကောင်လုံးတွေ့ဖို့စိတ်ချရာလိုက်ရှာပြီးတော့ကျူးလွန်တဲ့သူတွေကိုတရားခဏ်တွေကိုအေးအေးယူသွားမယ်ဆိုတော့နီဘောနီဘိတ်တွေဘုမတိဘာမတိဆိုပြီးတော့ပြည်ရည်နဲ့ဝမ်းချရဲလို့ခေါ်တယ်။ဒါကတိုက်တီတီကိစ္စကြီးဆိုတော့ဖုံးမနိုင်ဖြစ်နေတာဖြစ်တဲ့ခါကျတော့အရင်သူတို့အရင်မယူလို့မရတဲ့အတွက် ကြာရင်လည်းဝမ်းချပြီးတော့ဟန်ဆောင်ဘက်ဆောင်အေးယူပြမယ်အေးယူတယ်ဆိုတဲ့လူဒီကလည်းပဲအဲ့ဒီလိုမျိုးတရက်ကောင်းဆောင်ကိုခေါ်ခိုင်းလိုက်တယ်ဘုံမူကြီးသိမ့်ဟန်နဲ့တရက်ကောင်းဆောင်ကိုလာခေါ်ရဒုတက်မဟာမျိုးဆော့ဖို့ကနှစ်ယောက်ကိုအေးယူပါမှာအမှန်တကယ်တော့ဒင်းယောက်ကခေါ်ခိုင်းတာဒင်းယောက်ကတရက်ခံဒါပေမဲ့ဒင်းယောက်ကဘေးလွတ်ပြီးတော့အောက်ရှင်မှာဘုံမတိဘာမတိမလဲမဝင်စောက်ပိန်းလေးတွေကိုအချင်းချင်းအချင်းချင်းလက်ထောက်ချပြီးတော့နောက်ကျောသားနဲ့ထိုးပြီးတော့တရားခံပေါ်ပြပါလိမ့်မယ်ဒီလိုကိစ္စတွေက ဘုံကြော်နေမှုလို့ဘုမတိပါမတိတဲ့ညီပေါ်ညီပိတ်တွေပြားရင်နဲ့ဝမ်းချရဲလို့ခေါ်ပါတယ်နောက်တစ်ခုကတော့ထမင်းခြုံချားကငူကြီးတန်ဖြစ်တယ်အဲ့ဒါပါလဲဆိုတော့ဒီပြည်မီတာဒီပြည်ပြည်ကိုယ်ရဲ့ငါဝန်ခံရေးသားထားတဲ့တဲ့ဘုံရှိတယ်မြန်မာစစ်တပ်ကအဲ့အစ်မတို့တို့တွေကိုတုံးပြီးတော့ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကချင်ပြည်နယ်၊ရှမ်းပြောင်းနယ်၊စကိုင်းမကွေးဒေသတွေမှာထိုးစစ်ဆင်နေပြီးစစ်ရေးတွေတိုးချဲ့နေတဲ့အတွက်ဌာနတော်တော့ စစ်တပ်ကအစ်မင်းတို့နေတုံးပြီးတော့အဲ့ဒီကချင်းကရကရင်ချင်းရှမ်းမြောက်စကားရမကွေးမှာထိုးစစ်စင်ပြီးတော့စီရီတွေတိုးချဲ့နေတဲ့တွေ့တဲ့တော်လန်ရဲ့တပ်ဖွဲ့တွေတိမ်ဆုံးပြီးစခန်းတွေလလွတ်ပေးနေရပါတယ်လို့ DBB ပြည်ဖြတ်မိရာကဝန်ခံရေးသားလိုက်တယ် PDF တွေပေးခြင်းစိုးနဲ့ပေးပြီးတော့သူတို့စခန်းတွေလည်းလုပ်ပေးနေရတယ်လို့ပြည်ဖြတ်မီဒီယာကိုယ်တိုင်ကဝန်ခံလိုက်ပြီးတော့တသက်လုံးဘယ်နာမှာစစ်ပြစ်ပြစ်စစ်တပ်ကဘယ်လျောက်တည်ပါရဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကအထီးခိုက်အကြမ်းရှုံးမရှိစုခွာနိုင်ခဲ့ပါတယ်ဆိုတော့ DVB လို့ပြည်ဖြတ်မီဒီယာကိုယ်တိုင်ကစစ်တပ်ကနည်းမြေတွေချဲ့ပြီးတော့နော်စစ်ရေးတွေချဲ့ပြီးတော့ထိုးစစ်ဆင်နေတဲ့အတွက် PDF တွေပေးပြီးတော့စခန်းတွေလည်းလုပ်ပေးနေရပါတယ်လို့ဝန်ခံလို့ရှိရင်မြေပြင်မှာဘယ်လောက်ထိပြာပုံဖြစ်နေသည်လဲဆိုတာခင်ဗျားတို့တွေးကြည့်ရသေးပါလိမ့်မယ်ဒါကြောင့်မလို့ခင်ဗျားတို့ကိုပြောပါတယ် stand up army stand up army so i era ni u koi nare de ne bo ဆိုင်နဲ့ကလေးမျိုးနဲ့မှာစစ်ကောင်ကြီးတကစစ်ကြောထိုးနေတဲ့အတွက်ဒေသခံ၃000ကျော်ခက်ပြေးတင်းဆောင်နေရပြီးတော့တောက်တိုးရီပင်နဲ့ရှားပါပြက်လက်နေပါတယ်။ဆိုင်နဲ့ရိခါလေးလည်းပြက်လက်နေတယ်လို့ဆေးဝါးတယ်လည်းအေးပေါ်ကူညီပြီးအမတန်မှခက်ခဲဒုက္ခကြုံတွေ့နေရပါတယ်တဲ့။ဒီဖြစ်မိတာတွေမှာရေးသားပေါ်ပြကြတယ်။ကျွန်တော်ဒီစကိုင်းနဲ့ကလေးမျိုးတမျိုးလေးလားကျွန်တော်မဟုတ်ဘူး။လက်ဒီစကိုင်းဒီကိုင်းလုံးကြီးပါအခုမှစစ်ပေးဒုက္ခတဲ့ဘဝမှာအိုးမဲ့အိမ်မဲ့နဲ့အစာရေစာလေးပြက်လက်ငမိုးခေါင်းမတဲ့ကက်ယောဂါလေးယောဂါဝေဒနာကြီးဖြစ်ပြီးကုသကြဆေးဝါးမရှိတဲ့တဲ့ဒုဘိတ်ကန္တာကက်ဒီအခြေချက်တက်ဖက်လို့သိတဲ့တတနာကက်ဒီဒီကတော့မှက အခုမှစိုက်ထားလားဆိုတော့မဟုတ်ဘူး2021တဲကအဲ့ဒီလိုမျိုးဘေးဒုက္ခတွေကိုအန်တီရဲ့မျိုးစုံကိုဒေသခံပြည်သူတွေခါပြီးခံရရတာအခုဆိုလေးမျိုးရှိပါဘူး။ဆိုတော့အဲ့ဒီလိုမျိုးသတိုင်းကလိုလူတွေလိုအိုးမဲ့အိမ်မဲ့နဲ့ဆေးဘေးဒုက္ခတွေဘဝကိုမရောက်စေချင်လို့ကျမကတခြားသောအေဂျင့်တွေတွေနဲ့အေယာလီတိုင်းကလူတွေတကိုးတိုင်းအနောက်ချမ်းကလူတွေကိုထက်ကထက်ကတတိပေးပါလက်ရက်နဲ့ เนาะဒီဖြက်ဒီမီဒီယာတွေအထူးသဖြင့်ပြည်ပနိုင်ငံမှာရောက်နေတဲ့ဘုံကျွန်နေရဲ့ဇာတ်ကိုယုံပြီးတော့အေရောင်ဒီတိုင်းမှာ PDF ဖွဲ့ပါဆိုပြီးတော့เนาะအိမ်ပြန်မဲ့လိုက်အေရာတိုင်းဆိုပြီးတော့မင်းကိုနိုင်တော့ကောက်ပြီးတယ်ဘုံမတိကိုမတိတရားလိုက်ယုံပြီးတော့အေရောင်ဒီမှာစင်ပြီးမှုတော့အခုဇာတ်ကိုင်းခါတူတယ်အခုလိုမျိုးဒုက္ခကတ်ကတ်ဘုံမားကိုကြော်သွားပြီးတော့အန်တရမျိုးစုံရင်းဆိုင်နေရတယ်လို့အေရောင်ဒီတိုင်းမှာနေကြုံနေရတယ်အဲ့ဒါပါလဲဆိုတော့အေရောင်ဒီတိုင်းနဲ့လေးမျက်နှာမှာစစ် ေးဒုက္ခတွေပေါ့နော်ဆေးပေးဒုက္ခတွေ1600ကျော်အစားအစာနဲ့ဈေးဝယ်အကူအညီအရေးပေါ်လိုအပ်နေပါတယ်ဆိုပြီးတော့ပြီးဖြည့်မိတိုင်းမှာရေးသားဖို့ရတယ် လူဆိုတာကတခါသေးပြီးပြန်ဖို့နားလေရတယ်။ခင်ဗျားတို့ကအမှန်တကယ်မြန်မာပြည်သူတွေကိုချစ်တဲ့ဆန္ဒစိတ်တွေနှလုံးသားတွေရှိတယ်ဆိုရင်ကြ ያ ကလူတွေလိုပဲကြ ያ ပြည်နယ်မှာလူဦးရေ85ရာခိုင်နှုန်းစစ်ပေးဒုက္ခတဲ့ဘဝမှာငတ်တလဲပြတ်တလဲဒုက္ခကြီးငယ်ကြုံတွေ့နေရတယ်ဒုက္ခပင်လည်းဝင်နေတယ်။အဲ့ဒီလိုမျိုးမဖြစ်အောင်အယောင်ဤတိုင်းကလူတွေကိုအဲ့ဒီလိုမျိုးစိတ်ရခါးကြီးတဲ့တန်အောင်မခံရအောင်ခင်ဗျားတို့နှလုံးသားကအမှန်တကယ်မြန်မာပြည်ကိုချစ်တယ်ဆိုရင်ခင်ဗျားတို့စိတ်မမွေရဘူး။ ဒါပေမဲ့ခင်ဗျားတို့ကိုယ်တိုင်က AOD မှာစစ်ပွဲတွေမဖြစ်ဖြစ်အောင်လို့ငွေကြေးတွေပုံပေးတယ်လက်နက်တွေပုံပေးတယ်တကယ်တမ်းစစ်ပစ်တဲ့အခါကျတော့ပြည်သူလူထုတာဒုက္ခရောက်ရတယ်။ဒါကြောင့်မို့လို့အခု AOD ကပြည်သူတချို့တော့ပြည်သူတွေဒုက္ခရောက်နေရခြင်းသည်အဲ့ဒီ AOD မြို့ကိုဖျက်နေခြင်းသည် AOD တိုင်းကိုဖျက်နေခြင်းသည် PTN နဲ့သူတို့အဖေခေါ်နေတဲ့ AA အကြပ်ဖွဲ့တွေလက်ချက်လာခဲ့တယ်။ဆိုပြီး AA က AA တိုက်ကိုအဲ့ဒီလာပြီးနေချက်တယ်ဆိုတော့သူ့ရခိုင်ပြည်နယ်မှာဩရခိုင်ပြည်နယ်မှာ အေးအေးတိမ့်ထားတယ်သူတို့ပြောရင်အေးမျိုးကအေးကမျိုးပေါင်း၁၄မျိုးကိုလို့တိုက်ခိုက်သိမ့်ပိုင်နိုင်ပါတယ်ပြောရင်အဲ့ဒီအေးအေးတိမ့်ထားတဲ့၁၄မျိုးမှာစစ်ပေးဒုက္ခ၆သိန်းကျော်ရှိတယ်၆သိန်းကျော်ရှိတယ်အဲ့ဒီ၆သိန်းကျော်ဆိုတာကဘုရားတိပိနယ်လုံးဝပေါင်းတဲ့လူကြီးအထင်များတယ် ချင်းတပီနယ်လုံးပေါင်းတဲ့လူဦးထံများရဲ့ရခိုင်ပြည်နယ်မှာလူပေါင်း6သိန်းကျော်အိုးမဲ့အိမ်မက်နဲ့အစားအစာရေပြတ်လိုက်ဆေးဝါးရေပြတ်လိုက်ဒုက္ခရောက်နေကြတယ်။ဒါပြင်အဲ့ဒီရခိုင်တိုင်းနဲ့ပတ်သက်လို့ဒီဖြစ်မိကြမှာဝန်ထမ်းရေးသားထားတာတခုရှိတယ်။ရခိုင်ပြည်နယ်ပုံနယ်ကျောင်းကျောက်တော်မင်းရမြေပုံရသေးတာမြို့နယ်၅ခုမှာတောင်တုံးရေတွေရှားပါနေပါတယ်တဲ့။အလုတ်ကိုင်ခွင်းလန်းတွေရှားပါတယ်။စားဝတ်ရေတွေကျက်တဲ့တယ်ပုံသေးလုံးတွေမြင့်တက်နေတဲ့ဈာတဲ့ကတောင်တုံးရေပါပြတ်လက်တဲ့အတအတော်လေးကိုခက်ခဲကြုံတွေ့နေရပါတယ်လို့ရခိုင်ဒေသခံတွေကပြောပါတယ်။အဲ့ဒါကန်ကြီးထိုက်တယ်လို့ခေါ်တယ်။ ကျေးဇူးရှင်ကိုကျေးဇူးဆွတ်တဲ့ကျေးဇွတ်တဲ့ရခိုင်နေဒုက္ခရောက်တိုင်းမှာအမြဲတမ်းရှိကနေမမမမရက်တီပေးခဲ့တဲ့တဘာဝဘေးအတည်းဖြစ်တဲ့ထိုင်းတိုင်းမှာရှိကမမမမရက်တီပေးခဲ့တဲ့တမတော်နဲ့ဗမာလူမျိုးထည့်ရဲ့စေတနာနဲ့ကျေးဇူးတွေကိုကမ်းတဲ့အတွက်အဲ့ဒါကန့်ကြီးထိုက်တယ်လို့ပြောပါတယ်။နောက်ထပ်တည်းဒဝဲဒဝဲမှာလေစက်ကောင်ကြီးကစစ်ကြောင်းထိုးနေတဲ့အတွက်ကျေးရွာလေးကဒေသခံတွေခက်ခဲတိတ်ဆောင်နေရပါတယ်။ မှန်တကယ်တော့အဲ့ဒီတနင်္လာရီတိုင်းထဲမှာနေ့တိုင်းနေ့တိုင်းတိုက်ပွဲဖြစ်နေတယ်။နောက်တီတီမော်တော်နဲ့ဇက်ကုံတော်ရေးလန်းကိုတမတော်ကပြန်လဲထိချုံနိုင်ဖို့အတွက်နော်။အာဒီမှာတီတီမော်တော်နဲ့ဇက်ကုံတော်ရေးလန်းလို့ခြောက်မှရှိရတဲ့ဖက်သမားတွေကိုနေ့စဉ်နဲ့များအချိန်မုန်းနေတာ။ဒီညမှာအဓိကတိတစ်ချက်ပြုရမှာဒဝယ်မှာစစ်ကြောင်းထိုးနေလို့ဒေသခံတွေထွက်ပြေးရတယ်လို့သူတို့ပြောတယ်။ပီပီရနေတိုက်တဲ့အချိန်ကတော့မြို့သိမ်းတိုက်ပွဲဆင်နွှဲပါတယ်လို့တကားတခွန်းနဲ့ပြီးသွားတယ်။အဲဒီမြို့သိမ်းတိုက်ပွဲရဲ့နောက်မှာဒေသခံတွေထွက်ပြေးတိမ်းရှောင်ကြတာကိုသူအထင်မပြောဘူး။ဖုံးကွယ်ထားကြတယ်။ အဲ့ဒီလိုမျိုးတီဖြတ်မိတာတွေကိုယ်တိုင်ကတစ်ဖက်ဆောင်နေတဲ့ကလိန်ကကြစ်ပြောလို့ဒီနေ့အချိန်လေးထိနိုင်ငံရေးကဆိုးလာတယ်တခါအလူကြီးကနေပြီးတော့စားတောင်ထုတ်လာတယ်။အညာဒေတာကိုစစ်ကောင်စီကပြစ်မှတ်ထားပြီးတိုက်ခတ်တပ်ဖြတ်နေပါတယ်ဆိုပြီးတော့အလူကြီးကနေပြီးထမေခြုံချတဲ့ကငုံကြီးတန်ကြရတယ်။မပူပါနဲ့အခု2025ပထမ6လအတွင်းမှာစကိုင်းတတိုင်းလုံးမှရှိတယ်မကွေးတတိုင်းလုံးမှရှိတယ်။ PD ရဲ့အားပီးနေတဲ့ PD ရဲ့ရှိတဲ့မြေမှန်သမျှတမတော်ကမြေလှန်ပြီးတော့အမြင့်ပြက်ချေမောင်းပါလိမ့်မယ်။ ဗန်းနဲ့တင်းရိုက်စခိုင်းတိုင်းဖြစ်ပါလိမ့်မယ်အခုသုံးနာเนาะနောက်ထပ်သုံးနာကျန်သေးတယ်เนาะနောက်ထပ်သုံးနာအတွဲမှာဗန်းနဲ့ဆိုတာဂျိုနဲ့လား NLD ဆိုတာဂျိုလက်လား NUG ဆိုတာဂျိုနဲ့လားလို့မေးရတော့လောက်တဲ့အချိန်စခိုင်းမကွေးနဲ့အညာဒီတမှာတမတော်ကနေအောင်ပွဲတွေဆင်ပြီးတော့အောင်ပွဲအလေးလေးစကုနိုင်လိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်